pretty toto quite adorly rather adorly kind of totally ဒါဆိုရင်ဒီစကားလုံးတွေအကုန်လုံးကအတော်လေးလို့အတိတ်ပဲရတယ်ဒါဆိုရင်ဘာกว่าလဲလို့သိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါပထမစကားလုံးကတော့ pretty အတော်အတော်လေးအလွန်လို့အတိတ်ပဲရပါတယ် adverb ပါသူကတော့ adjective သို့မဟုတ် adverb တလုံးရဲ့အရှိမသုံးပါတယ် writing speaking for example you have to get there pretty early to get a good seat The also I go သင်ကောင်းနေထိုင်ကုန်ရခြင်းနဲ့ဆိုရင်တော်တော်လေးစောစောအဲ့ကိုသွားရမယ် i'm pretty sure i've met you before were you at john's wedding ငါတော်တော်လေးတေချာတဲ့နေ့ကိုတွေ့ဘူးတယ်ဆိုတာနေ John ရဲ့ wedding ကိုတွားခဲ့တယ်ဟုတ်တယ်ဟုတ်နောက်တစ်စကလုံးကတော့ quite အတော်လေးတော်တော်လေးလို့အဓိပ္ပာယ်ရပါတယ် quite က degree adverb ပါ formal အနေနဲ့သုံးလေးသုံးထားရှိတယ်သူ့ရဲ့ pattern ကတော့ quite plus gradable adjectives and adverb ဖြစ်ပါတယ် ဒါဆိုရင်ပို့ပြီးနားလည်သွားအောင် example လေးတွေနဲ့တွေ့ကြည့်ကြမယ်။ The house is quite small. ဒီအိမ်ကတော်တော်လေးကိုပေးတယ်။ I thought the movie was quite good, but the storyline could have been better. ငါထင်တာကတော့ဒီ movie ကတော်တော်လေးကိုကောင်းနေ။ဒါပေမဲ့သူ့ရဲ့ဇလန်းနဲ့စပိုကအထက်ပိုကောင်းနေရမှာ။ဒါဆိုရင် pretty နဲ့ quite ကအတုံးလေးတွေကို တည်သွားပြီလို့ယုံကြည်ပါတယ်။နောက်ထပ်စကားလုံးတစ်လုံးကတော့ rather ပါ။ rather ကတော့ degree adverb ဖြစ်ပြီးတော့သူကတော့အတော်အသင့်ပမာဏတစ်ခုခုသို့မဟုတ်ကိုလိုချင်တာကိုလုတ်ချင်တာစတာတွေကိုညှို့ပြတဲ့အခါမှာသုံးပါရဲ့။ဒါဆိုရင် example နဲ့ကြည့်ကြရအောင်။ I rather drive than take a train. ငါကတော့ယထာစီရတာထက်ကားမောင်းရတာကိုပိုပြီးတော့သဘောကျတယ်။ It's rather cold today, isn't it? ဒီနေ့ကြည်ရတာတော့နည်းနည်းလေးရာသီဥတုဟာပိုအေးသလားလို့ဟုတ်တယ်ဟုတ်နောက်ဆုံးစကားလုံးကတော့ kind of ဖြစ်ပါတယ်သူက rather နဲ့ဆင်ပြီးတော့ informal ကြတယ်အရေးပိုင်းမှာသုံးလို့ရှိပါတယ်သူကပမာဏအတိုင်းတာအတော်အသင့်တိုင်းတာဒီမျိုးကိုဖော်ပြတဲ့အခါမှာသုံးပါတယ် example the movie was kind of boring the movie ကတော်တော်လေးကိုပြင်စရာကောင်းတယ် I was kind of nervous about my presentation tomorrow. ငါမနေ့ပြန် presentation အတွက်တော်တော်လေးကိုစိတ်လှုပ်ရှားနေတယ်။ဒါဆိုရင် kind of ကိုဘယ်လိုသုံးရမလဲဆိုတာအားလုံး သိသွားပြီလို့ယုံကြည်ပါရစေ။ pretty quite rather kind of ဒါဆိုရင်ဒီစကားလုံးလေးလုံးရဲ့အသုံးပြုပုံအကုန်လုံးကိုသိသွားပြီလို့ယုံကြည်ပါရစေ။အင်္ဂလိပ်စကားလုံးတွေကများတယ်။ ရောထွေးတယ်ဒါပေမဲ့အသုံးပြုပုံချင်းကိုချိတ်ဆက်ပြီးတော့မှတ်ထားမယ်ဆိုရင်တော့လွယ်ကူပါတယ်အင်္ဂလိပ်စာကိုအခြေခံအနေ intermediate ရောက်တဲ့အထိစနစ်တကျသင်ကြားခြင်းနဲ့ဆိုရင်တော့ data box ရဲ့ DTI သင်တန်းလေးရှိပါတယ်ဒီ comment မှာသို့မဟုတ် data box ရဲ့ page messenger မှာ DTI လို့ရိုက်နှံပြီးတော့သင်တန်းအနိုင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြမယ်နော် see you next time and bye